်မင်္ဂလာပါရှင်ခေတ္တတီလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာတွင်ဖမ်းဆီးချုပ်နှောင်ထားသွားနေနှလုံးဆက်ဆက်ဝေဒနာများခံစားနေရတော့လဲဈေးကူတာခွင့်အပြည့်အဝမပေးဘဲကြီးရွယ်ချက် ရှိရှိညှဉ်းပန်းနှိပ်စက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် လူလူကောင်းဆောင်တော့အောင်ဆန်းစုကြည်ကိုနေပြီးတော့စစ်စင်ရေးအထူးအဖွဲ့ယုံဆိုင်ရနေရတွင်လုံကြုံရေးတင်းကျပ်စွာဖြင့်ဖမ်းဆီးချုပ်နှောင်ထား။သွားနေနှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာများခံစားနေရတော့လိမ့်စေကူတော်ခွင့်အပြည့်အဝမပေးဘဲကြီးရွယ်ချက်ရှိရှိနှင်းပတ်နှိပ်စက်နေကြောင်း မြန်မာ prison witness မှာဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကသတင်းဌာနသို့ပြောကြားပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်တောင်နှင့်ဆက်လိမ့်မိုင်အကွာတွင်ရှိသည့်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေအတွင်လုံခြုံရေးတင်းကျပ်စွာဖြင့်မတရားဖမ်းဆီးချုပ်နှောင်ထားကြောင်းလူလူကောင်းဆောင်မှာသွားနှင့်ပတ်သက်သည့်ယောဂါနှင့်နှလုံးနှင့်ပတ်သက်သည့်ယောဂါဝေဒနာများခံစားနေရပြီးဆေးဝါးကုသခွင့်အပြည့်အဝမရရှိကြောင်းသိရပါတယ်။ မြန်မာ prison witness အဖွဲ့ဤစုံစမ်းအတည်ပြုချက်အရလူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်သည်လက်ရှိအချိန်တွင်အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်သည့် ခြံဝင်စာဧတွေ့ခွင့်မရရှိပေအကျဉ်းသားအခွင့်အရေးများပါချိုးဖောက်ခံရကြောင်းဒေါအောင်ဆန်းစုကြည်ဤချုပ်နှောင်ထားသည့်နေရာကိုလက်ရှိအချိန်တွင်ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကခြံဝင်ယူဦးစီးကုတ်ကဲနေကြောင်းသိရပါတယ်ကျမတို့အဖွဲ့အစည်းအနေနဲ့သိရှိထားသလောက်ကတော့အန်ဒီဒေါအောင်ဆန်းစုကြည်ကလက်ရှိမှာသွားနှင်ပတ်သက်တဲ့ယောဂဝေဒနာနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုခံစားနေရပါတယ်နောက်ပြီးအသက်ကြီးလာတဲ့အတွက်ကြောင့်စိုးရိမ်နေရတဲ့အခြေအနေနောက်ပြီး လက်တလောမှလည်းအသက်အရွယ်ကြီးတဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေတည်ဆုံနေတာဖြစ်တဲ့အတွက်အန်တီဒေါ်အောင်ဆန်းစုကြည်အတွက်ကျမတို့အဖွဲ့အနေနဲ့များစွာစိုးရိမ်မိပါတယ်ဟုမြန်မာပရီဆန်ဝက်စနက်မှာဒုတိယပြန်ကြားရေးတာဝန်ခံမတ်ဆူးငယ်ကသတင်းဌာနသို့ပြောကြားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဤတမ်းမာရင်နဲ့ပတ်သက်၍စေဝါကူတာမှုအချို့ရရှိထားတော်လဲအပြည့်ဝစေဝါကူတာခွင့်မရရှိကြောင်းထောင်တွင်းရှိဆရာဝန်ကသာတာဝန်အရဆေးမိတို့များနဲ့ကူတာပေးနေသည့်ပုံစံမျိုးဖြစ်နေကြောင်း၎င်းကရှင်းပြပါတယ်။ သွားနဲ့ပတ်သက်တဲ့ယောဂရောနှလုံးနဲ့ပတ်သက်တဲ့ယောဂရောခန်းစားနေရတာအတော်ကြာခဲ့ပါပြီ။ဆေးမိတို့နဲ့ပဲကုသနေတဲ့အတွက်ကြောင့်ဘလို့မှသက်သာလာမှာမဟုတ်ပါဘူး။အခုချိန်ဒီလေယောဂဝေဒနာကိုခန်းစားနေရဆဲဖြစ်ပါတယ်ဟုမတ်ဆူးငယ်ကဆက်လက်ပြောဆိုပါတယ်။ထို့ပြင်အကျဉ်းသားတအုပ်ဤအခွင့်အရေးဖြစ်သည့်မိသားစုနှင့်ထာဝရစာဧည့်တွေ့권ကိုမရရှိအောင်ပိတ်ပင်ခံထားရသည့်တဦးတည်းသောနိုင်ငံရေးအကျဉ်းသားဖြစ်ပြီးထာဝရစာဧည့်တွေ့권သည်အကျဉ်းသားတိုင်းရရှိရမည့်အခွင့်အရေးဖြစ်သည်ဟု အချင်းထောင်လက်ဆွဲဥပဒေတွင်တရားဝင်ပြထန်းထားတော်လဲယခုကဲ့သို့မိသားစုဝင်များနှင့်ထောင်ဝင်စာဧည့်တွေ့ခွင့်မပေးခြင်းလုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းသည်ရည်ရွယ်ချက်ရှိရှိဖြင့်စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေခြင်းဖြစ်ကြောင်းမြန်မာ Prison Watch နှင့်တရားဝင်သတင်းထုတ်ပြန်ထားပါသည်ထို့သောထောင်တွင်ရှိလူမှုခေါင်းဆောင်၏အခြေအနေများနှင့်ပတ်သက်၍မြန်မာ Prison ဝက်စနန် MPW အဖွဲ့နှင့်ယုံကြည်စိတ်ချရသည့်တရင်ရင်းမြေမိဖက်အဖွဲ့စည်းများနှင့်ဆွေးနွေးတိုင်ပင်၍တရင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။မိဖက်အဖွဲ့အစည်းတွေရဲ့နာမည်ကိုတော့လုံခြုံရေးအရထည့်သုံးပိုင်ခွင့်မရှိသေးတဲ့အတွက်ကြောင့်ကျမတို့အဖွဲ့အစည်းအနေနဲ့ပဲတာဝန်ယူထုတ်ပြန်ထားရခြင်းဖြစ်ပါတယ်ဟုမဆူးငယ်ကရှင်းပြပါသည်။ မြမအကျဉ်းဆောင်သက်တေ MPW အဖွဲ့အနေဖြင့်ဒေါအောင်ဆန်းစုကြည်ကိုအနာသိန်းစစ်ကောင်စီကမတရားချုပ်နှောင်ထားမှုအကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ်အပြည်ပြည်ဆိုင်ရာအတိုင်းအဝိုင်းကပြင်းပြင်းထန်ထန်တုံ့ပြန်မှုများပြုလုပ်ရန်တောင်းဆိုကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိပါသည်ဒေါအောင်ဆန်းစုကြည်မတရားဖမ်းဆီးအကျဉ်းချမှုနှင့်နောက်ဆက်တွဲအတွက်တာဝန်ခံရမည်သူများတွင်အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်စိုးဝင်းတို့အပါအဝင်ပြည်ထရေးဝန်ကြီးဟောင်းစိုးထောလက်ရှိအနာပေးခံထားရာ ပြည်ထရေးဝန်ကြီးဟောင်းရပြည့်လက်ရှိနေဆက်ရေးရဝန်ကြီးပြည်ထရေးဝန်ကြီးထွန်းထွန်းအောင်လက်ရှိခါစာထ6မှုများဖြစ်သည့်ဒုတိယဗိုလ်ချုပ်ကြီးတန်လှိုင်ဒုတိယဗိုလ်ချုပ်ကြီးတန်ထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးတီစာကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံမြန်အချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဟောင်းစောဝင်းအချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မျိုးဆွေလက်ရှိနေပြီးတော့အထုတ်ထောင်ထောင်ပိုင်းဦးသိန်းစောမောင်ဒုထောင်ပိုင်းဦးကျော်သူရဦးစီးအရာရှိဦးအောင်တန်းမြင့်လက်ထောက်ကြီးကြက်ရည်မှုကြော်မင်းထိုင် ဦးစီးအရာရှိတိန်ကြီးမြင်လက်ထောက်ကြီးချက်ရည်မှုမေသူအောင်တို့ပါဝင်ကြောင်းသိရှိရပါတယ်။ထို့ပြင်မြမအကျဉ်ထောင်တက်တဲ့ MPW အဖွဲ့အစည်းအနေဖြင့်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားချက်ချင်းပြန်လွတ်ရေးနဲ့ပတ်သက်၍နိုင်ငံတကာကောင်းဆောင်များအနေဖြင့်စူပေါင်းတောင်းဆိုချက် ထုတ်ပြန်ပေးရန်မြန်မာနိုင်ငံရှိအာဏာသိမ်းစစ်တပ်အပေါ်တနမန်ရေးဖိအားပေးခြင်းအပြင်စစ်ကောင်းဆောင်များနိုင်ငံပြင်ပသွားလာမှုများကိုကန့်သတ်ခြင်းပြုရန်ဒေါအောင်ဆန်းစုကြည်အားလွတ်လပ်သောလူအခွင့်အရေးအဖွဲ့များနှင့် ICRC မှချက်ချင်းသွားရောက်စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန်ဒေါအောင်ဆန်းစုကြည်တဦးတည်းချိုးပေါက်ခံထားရသည့်မိသားစုဝင်တို့တပ်ဆိုင်သူများနှင့်ထောင်ဝင်စာဧည့်တွေ့ခွင့်ကိုအကျဉ်းသားအခွင့်အရေးအရာအပြည့်အဝပေးရေးအာဏာသိမ်းစစ်ကောင်စောင်များကို PRP တောင်းဆိုပြီးရန်စသည့်အချက်လေးချက်ကိုလည်း MPW ကနိုင်ငံတကာအဖွဲ့အစည်းများနှင့်နိုင်ငံတကာခေါင်းဆောင်များထံသို့တောင်းဆိုထားပါသည် မော်ဘီမျိုးမရဲစခန်းကိုယမန်နေ့ညပိုင်းအဝေးထိမ်းပိုင်းဖြင့်မိုင်းခွဲတိုက်ခိုက်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းမော်ဘီမြို့နယ်မော်ဘီမြို့မှာရဲစခန်းကိုမိုင်းကွဲတိုက်ခိုက်ခဲ့ရာရဲတအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရန်ကုန်အာမီ 1A တပ်ဖွဲ့မှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါရယ်။ရှမန်နီဇွန်လ28ရက်နေ့ည10:25နာရီ25မိနစ်အချိန်အကြံဖတ်စစ်တပ်လက်အောက်ခံမော်ဘီမြို့မှာရဲစခန်းမှာအဆောင်ရဲများကိုအဝေးထိမ်းမိုက်နှလုံးဖြင့်ဖောက်ကွဲတိုက်ခိုက်ခဲ့ရာရဲတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလမ်းများပိတ်ဆို့ဆစ်ဆီးမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်။ ညကမစ်ရှင်လောက်တဲ့အချိန်မှာအဆောက်ရခတယောက်တော့ထိတယ်။နောက်ပိုင်းလမ်းတွေပိတ်တာစစ်ဆေးတာတွေလောက်တာတွေရှိပါတယ်။အဝေးထိန်းမိုင်းကိုလက်ပြမိုင်းကပ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ပြင်းအားကတော့တော်တော်ပြင်းပါတယ်။အတန်လေးအတော်ကျဲတယ်။ကျွန်တော်တို့ရဲဘော်တွေအားလုံး AC ပါပဲဟုရန်ကုန်အာမီ YA တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ အဆိုပါတိုက်ခိုက်မှုကရန်ကုန်အာမီဘွားအင်းနဲ့အနောက်ပိုင်းခရိုင်ပါကာဖားတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဖြီသူကောက်ွယ်ရေးပျောက်ကြားရေးပေါ်မှာအတိတ်တမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှမ်းကုန်မျိုးပြပျောက်ကြားရဲပေါ်များအနေဖြင့်စစ်ကောင်စီနှင့်ပတ်သက်သောပြစ်မှတ်များကိုဆက်လက်၍တိုက်ခိုက်သွားမည်ဖြစ်ပြီးပြည်သူများအနေဖြင့်စစ်ကောင်စီတပ်စခန်းရဲစခန်းတောက်တိုင်များအနိတွာလာနေထိုင်ခြင်းမပြုကြပါရန်အသိပေးထားပါသည် ဆက်လက်ပြီးဖားဆောင်တိုက်ပွဲတကြော့ပြန်ပြင်းထန်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖားဆောင်မြို့တိုင်းတိုက်ပွဲတကြော့ပြန်၍ပြင်းထန်နေသည်။ဇွန်လ25ရက်နေ့နက်ပိုင်းကကရင်နီပူးပေါင်းတပ်များသည်ဖားဆောင်မြို့တွင်ကြန့်ရှိသောခလာရ134နှင့်135တပ်နှခုကိုထိုးစစ်အရှိန်မြှင့်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောပါရယ်။တိုက်ပွဲတွေကပြင်းထန်နေပါတယ်။အခြားအခြေအနေကတော့အလုံးလုံးနေကြတော့မလို့ပါဟု ဖားဆောင်မျိုးရှိကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကတရင်ဌာနသို့ပြောကြားပါရယ်စစ်ကောင်စီ၏အခြေစိုက်တပ်တစ်ခုအတွင်သို့ထိုးဖောက်ဝင်ရောက်ထားနိုင်သည့်တရင်အချို့ထွက်ပေါ်နေတော့လေခရင်နီတပ်ပေါင်းစုဘက်ကတီးကြမှတ်ချက်မရသေးပေကကင်းတွေရတဲ့တပ်ပေါင်းစုဘက်ကအဖိတ်အစင်အချို့ရှိသလိုစကစဘက်ကထိခိုက်သေးဆုံးတာတွေများတယ်ဟုခရင်နီစစ်ဘက်တရင်ရင်းမြစ်တအူကဖားဆောင်မျိုးတိုက်ပွဲအခြေအနေကိုရှင်းပြပါရယ် ဖားဆောင်မျိုးရှိစစ်ကောင်စီအခြေစိုက်စခန်းဖြစ်သော အမှတ်134နဲ့အမှတ်135ခြေလင်းတက်ရင်ခလာရ134 135တို့သည်ဓာလွယ်ခုအနီးအထားရှိပြီးတစ်နှစ်ခုကြာပေ3000ဝန်းကျင်กว่าဝေးသည်ဘောလုံးကွင်း3ကွင်းကျော်အကျယ်စီရှိသည့်ထိုတပ်နှစ်ခုတွင်ဗန်ကားများစွာဖြင့်အခိုင်အမာခန့်စစ်ပြထားကြောင်းသိရသည်ဖားဆောင်မြို့နယ်၏အရှိတ်ဘတ်ချမ်းတွင်ကရင်နီတပ်ပေါင်းစုကတင်ပိုက်ထားပြီးဖြစ်သော မဲဆက်မြို့နယ်ရှိကအနောက်ဖက်ချမ်းတွင်ကရင်ပြည်နယ်တန်တောင်ကြီးတောင်ဘက်ချမ်းတွင်ဖားပေါ်နှင့်မြောက်ဖက်ချမ်းတွင်ဘောလက်ခဲမြို့တို့တည်ရှိသည်၂024ခုနှစ်ဖေဖော်ဝါရီ29ရက်တွင်စတင်သည့်ဖားဆောင်မြို့သိမ်းတိုက်ပွဲအတွင်စစ်ကောင်စီတပ်စခန်း၉ခုနှင့်ကာကင်းနေရာ၃ခုကိုခရင်နီတပ်ပေါင်းစုကသိမ်းပိုက်နိုင်ခဲ့ပြီးအခြေစိုက်တရရင်နှစ်ခုဖြစ်သောခလာရ134နှင့်ခလာရ135တရရင်သာကြန့်ရှိနေခြင်းဖြစ်သည်